ကောင်းတဲ့လူတွေနဲ့ပဲစုံစုံမကောင်းတဲ့လူတွေနဲ့ပဲစုံစုံဘသူအပေါ်မှာမှစေရနာမပြတ်ပါနဲ့မေတ္တာမပြတ်ပါနဲ့ရံညုံမဖွဲ့ပါနဲ့ဒေါသမဖြစ်ပါနဲ့သူတို့ရဲ့မကောင်းခြင်းတွေကောင်းခြင်းတွေကသူတို့ရဲ့အကြောင်းတရားပဲလေအချိန်တန်တော့လဲသူတရားကသူ့ကိုစီရင်သွားပါပါကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကလည်းကိုယ့်ရဲ့အကြောင်းတရားပဲမို့ ကိုတရားကကိုကိုပဲစီရင်ပါပဲလေဒါကြောင့်ကိုဘကကူညီပေးခြင်းလဲဆိုရင်ကိုကူညီနိုင်တဲ့လောက်ကိုကူညီပေးလိုက်ပါကိုဘကထောက်ပံ့ပေးခြင်းနဲ့လှုပ်ပေးခြင်းနဲ့စိတ်ရှိတယ်ဆိုရင်ကိုထောက်ပံ့နိုင်တဲ့လောက်ကိုလှုပ်ပေးနိုင်တဲ့လောက်ကိုအစွမ်းကုန်လှုပ်ပေးလိုက်ပါလေနဲ့လာတဲ့လူကိုလေနဲ့ပဲပေါင်းပေးလိုက်ပါနှုတ်နဲ့လာတဲ့လူကိုနှုတ်နဲ့ပဲပေါင်းပေးလိုက်ပါရင်ပတ်နဲ့လာတဲ့လူကိုတော့ ယင်ဘက်နဲ့ပေါင်းပစ်လိုက်ပေါ့လောကထဲမှာတွေ့ကြုံရတာတွေများလာတဲ့အခါကျတော့လူတွေအကြောင်းကိုသိလာတယ်လူတွေအကြောင်းကိုသိလာတဲ့အခါကျတော့လူတိုင်းကိုယင်ဘက်ကြီးနဲ့မပေါင်းမိတော့ယင်ဘက်ကြီးနဲ့ပေါင်းလိုက်မိတိုင်းကကိုယ်လိုပဲလို့ထင်ပြီးတော့ယင်ဖွင့်မိလိုက်တိုင်းအဲ့ဒီယင်ဖွင့်လိုက်တဲ့ဇကားတွေကကိုယ့်အတွက်နှစ်သိမ့်စရာတွေပြန်ပြီးတော့မှမလာတဲ့အပြင် ကိုယ့်ကိုဖေးမတဲ့စကားလုံးတွေပြန်မလာတဲ့အပြင် ရှေ့မှာတော့တနာသလိုလိုဟန်ဆောင်ပြီးတော့နောက်ွယ်ကြတော့ကိုယုံကြည်လို့ရင်ဖွင့်လိုက်တဲ့လူက ကိုကိုအဲ့ဒီစကလုံးနေနဲ့အားနဲ့ချက်အဖြစ်တိုက်ခိုက်သွားတယ်ဝေဖန်သွားတယ်အပုတ်ချသွားတယ်ဒါမျိုးတွေလည်းအများကြီးကြုံခဲ့ရပြီဒါကြောင့်လူတိုင်းကိုတော့ရင်ဘတ်ကြီးနဲ့မပေါင်းမိတော့ဘူးလေကို့အပေါ်မကောင်းဘူးလို့တိနေတဲ့လူတွေကိုလည်းပဲသူတို့မကောင်းလို့ငါကလိုက်ပြီးတော့မကောင်းမယ်လို့စဉ်းစားလိုက်ရင် မြတ်စွာဘုရားရဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးဖို့တောင်မှညာမရှိဘူးလားဆိုပြီးတော့ကိုယ့်ကိုယ်ကိုပြန်ထိန်ချုပ်လိုက်ရတယ်။အဲ့ဒီတော့ကိုယ့်ကိုမကောင်းပြောနေတဲ့လူတွေနဲ့တွေ့တဲ့အခါမှာအရင်တုန်းကဆိုရင်ဇက်ဇက်ကျဲဟုတ်ရင်ဟုတ်တဲ့အတိုင်းမှန်ရင်မှန်တဲ့အတိုင်းမဟုတ်မခံကိုယ့်ဘက်ကပြန်ပြီးတော့ခွန်းတုံပြန်ခြေမခဲ့ဘူးလေ။ဒါပေမဲ့လောကထဲကလူတွေကတဘာဝကကောင်းတာနဲ့မကောင်းတာနဲ့ ြောတဲ့နေရာမှာမကောင်းတာကိုပဲကြည်ပြီးတော့ပြောကြတာဒါကြောင့်ဘလောက်ပဲကောင်းအောင်နေနေကိုကိုမကောင်းပြောတဲ့လူကမကောင်းပဲပြောနေမှာဒါကြောင့်မကောင်းပြောရမလားဆိုပြီးတော့ရန်တွေ့ရင်တော့တလောကလုံးနဲ့ရန်ဖြစ်နေရလိမ့်မယ်။ဘာကြောင့်လဲဆိုရင်လောကလူတွေရဲ့သဘာဝကလူတစ်ဖက်သားကိုကြည်ပြီးတော့ပြောတဲ့နေရာမှာအကောင်းပြောတာနဲ့မကောင်းပြောတာမကောင်းပြောတာမမှန်ကန်တဲ့စကားကိုပြောတာတွေ ဒါကြောင့်အမားတွေကိုပဲမမှန်တာတွေကိုပဲပြောတတ်တဲ့လူတဘာဝကိုနားလည်ထားတဲ့ဆိုရင်ကိုကသူတို့မကောင်းပြောလိုက်လို့ကိုမကောင်းတဲ့လူတယောက်ဖြစ်သွားတာမဟုတ်ဘူးကိုပြင်ကိုကကောင်းနေရင် ကောင်းပါပဲသူတို့ကကောင်းပါတယ်လို့ချီးကျူးလိုက်လို့လည်းကိုဟာလူကောင်းတယောက်ဖြစ်သွားတာမဟုတ်ဘူးကိုကပင်ကိုဗီဇာကမကောင်းရင်မကောင်းတဲ့လူပဲကောင်းရင်တော့ကောင်းတဲ့လူပဲဒါကြောင့်သူတို့ရှိရရိုက်ခတ်လာတဲ့စကလုံးတွေက ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုဘဝကိုဘာမှပြောင်းလဲသွားစေနိုင်တာမဟုတ်ဘူးကိုဘဝကိုတကယ်ပြောင်းလဲစေနိုင်တာကကိုယ့်ရဲ့စိတ်သဘောထားကိုယ့်ရဲ့ကိုကျင့်တီလာကိုယ့်ရဲ့အသိဉာဏ်ပညာကပဲပြောင်းလဲစေတာဖြစ်တယ်ဒါကြောင့်ပဝန်းကျင်ကနေအမိုက်လိုလွင့်လာတဲ့စကလုံးတွေကိုအမိုက်ပုံထဲမှာပဲထားလိုက်ပါကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုစီးပွားရေးတွေရှာမယ်ပညာရေးတွေရှာမယ်တရားတော်တွေကိုနားမယ်နာကြားလို့သိတဲ့အတိုင်းလိုက်နာကျင့်သုံးမယ် ဒါဆိုရင်ဘဝကအေးချမ်းပါလိမ့်မယ်။နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်တဲ့မိသားစုဘဝတွေကိုပိုင်ဆိုင်နိုင်ချင်။ကိုယ့်ကိုဒုက္ခရောက်အောင်ပူလောင်အောင် လုပ်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေ။ကို့နီးနာကလူတွေပဲ။ကိုယ့်ကိုနောက်ွယ်ကန်းနေတိုက်ခိုက်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေ။ကိုနဲ့အရင်နှီးဆုံးလို့သတ်မှတ်ထားတဲ့လူတွေပဲ။ကိုယ့်ကိုအပုပ်ပြောပြီးတော့အမျိုးမျိုးတိုက်ခါကြောက်အောင်လုပ်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေ။ကိုအယုံကြည်ရဆုံးလို့ထင်ထားတဲ့လူတွေ။ ကိုကိုကျေးဇူးကမ်းသွားတဲ့လူတွေကိုကြိတ်လိုက်ပြန်တော့လဲကိုကျေးဇူးနဲ့မကင်းဘူးကိုနဲ့မကင်းရမကင်းချောင်းလူတွေကပဲကိုကိုဒုက္ခရောက်စေခဲ့တာတိတ်လက်တရားကြဖို့ကောင်းတယ်နော်ဘဝမှာလေဘယ်တော့မှကိုအပေါ်ကျေးဇူးရှိတဲ့လူတွေကိုမပြစ်မှားမိပါစေနဲ့မစော်ကားမိပါစေနဲ့ရှင်မောဂလမထေမြတ်ဟာမြတ်စွာဘုရားပြီးရင်တကူအရာမှာဣဒတက်ပဲသူတကူအကြီးဆုံးပဲ။ ရဟန္တာမထေရကြီးပဲဒါပေမဲ့ဘဝတစ်ခုမှာတော့ကမိဘတွေကို ရိုက်နဲ့မိခဲ့တဲ့အဲ့ဒီအပြက်ကမိဘတွေကိုစော်ကားမိခဲ့တဲ့အဲ့ဒီအပြက်ကလေတကိုးအရာအင်တတကြီးရနေလဲမလွတ်ဘူးရဟန္တာမထေရကြီးဖြစ်နေလဲမလွတ်ဘူးတော့ဒိဋ္ဌိတွေကနေပြီးတော့မှဒီရှင်မမောက္ကလံကိုတော်ရှိနေလို့ငါတို့လက်လာပါတယ်ရှားပါရတာသူကြောင့်မြတ်စွာဘုရားရဲ့သာသနာဘုန်းကြီးနေတာဆိုပြီးတော့ လူသက်သမားတွေငါပြီးတော့မှရိုက်တက်ခိုင်းနေတာအဲ့ဒီလူတွေဝိုင်းပြီးတော့ရိုက်လိုက်တာ တကူလုံးမှရှိသမျှအယိုးတွေပုံပုံညက်ညက်ကျိတ်သွားခဲ့တာအယိုးတွေအကုန်ကျိတ်သွားခဲ့တာလမ်းတော်မလျှောက်နိုင်အဲ့ဒီတော့နောက်ပိုင်းတော့ဒါသူပြိနေမှန်ပြုတ်တယ်ပေါ့နော်ဆိုလိုချင်တာကကို့အပေါ်ကျေးဇူးရှိတဲ့လူတွေတလုံးတစ်ဆုပ်ကျွေးမှုတဲ့လူတွေမိဘတွေရဲ့အပေါ်မှာဆိုပို့ပြီးတော့အပြစ်ကြီးတာပေါ့ဗျာ တလုံးတစုံကျေးမှုတဲ့လူတွေရေတစ်ခွက်တိုက်ဖူးတဲ့လူတွေနှုတ်ဤဆောင်မခြင်းနဲ့ဆောင်မခဲ့ဖို့ကုညီခဲ့မှုတဲ့လူတွေဟာခင်မုန်းကြီးဆယ်ပါးထဲမှာပါတယ်နော်ဒီလိုလူမျိုးတွေကိုပြင်းမစော်ကားမိရင်ပြန်ပေးဆက်ရတာကဘဝနဲ့အသက်နဲ့ရင်းပြီးတော့ပြန်ပေးဆက်ကြရတာဒါကြောင့်အဲ့လိုပုံကိုယ်တွေရဲ့အပေါ်မှာဘယ်တော့မှမစော်ကားမိပါစေနဲ့နောက်ပြီးကိုစော်ကားလိုက်တဲ့လူတွေကကိုချင်းသီလကောင်းတဲ့ပုံကိုယ်တွေစိတ်ထားဖြူစင်တဲ့ပုံကိုယ်တွေ မြင့်မြတ်တဲ့ပုံကိုယ်တွေဖြစ်နေခဲ့တယ်ဆိုရင်ကိုယ်မှာတိတ်ကိုယ်မှာကြောက်ဖို့ကောင်းတဲ့အပြစ်တွေကိုပြန်ပြီးတော့ခံစားရလိမ့်မယ်။ဒီရှင်မမောကလန်ကိုဝိုင်းပြီးတော့ရိုက်တတ်လိုက်တဲ့ဒီလူသက်သမားတွေကဘယင်ကလိုက်ပြီးစုံစမ်းတဲ့အခါသူတို့ကိုမိတယ်။မိတဲ့အခါမှာသူတို့ကိုဘလို့တတ်တယ်လဲဆိုတော့မြေကြီးကိုကျဉ်တူးပြီးတော့မှခန္ဓာကိုယ်ကိုထည့်လိုက်တယ်။ခေါင်းပဲဖော်ပြီးတော့ကြံတဲ့အပိုင်းကိုအကုန်လုံးမြေကြီးထဲမှာမြုပ်ထားလိုက်တယ်။အဲ့ဒီခေါင်းတွေရဲ့အပေါ်မှာ ကောက်ရိုးတွေပုံပြီးတော့မှမီးရှို့တယ်အဲ့ဒီမီးရှို့ပြီးတဲ့နောက်မှာလဲထွန်နဲ့ထွန်သွားနဲ့အဲ့ဒီခေါင်းတွေအဲ့ဒီအသားတွေအကုန်လုံးပေါအောင်တစားစီအပိုင်းပိုင်းတက်တက်ဖြစ်သွားအောင်ထွန်လိုက်တယ်ကြည်စမ်းတိတ်ကိုကြောက်เสียရကောင်းတယ်ဒါကြောင့်မို့ကို့အပေါ်ကျေးဇူးရှိတဲ့လူတွေကို့အပေါ်ကောင်းတဲ့လူတွေကို့အပေါ်ကူညီခဲ့မှုတဲ့လူတွေကိုဘယ်တော့မှမပြစ်မှားပါနဲ့ဘယ်တော့မှမစော်ကားပါနဲ့ဘယ်တော့မှအမားမလုပ်မိပါစေနဲ့ဒါကြောင့် ဘဝရဲ့လက်ချက်အချိန်လေးမှာအမားအမှန်ကိုခွဲခြားနိုင်ပါစေအကောင်းအဆိုးကိုခွဲခြားနိုင်ပါစေမမိတ်မလျော့မပေါ်မဆတဲ့တတိတရားတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်